ဲဒီနေ့မှာတော့ကျွန်တော်ဒါပရီးမီးယားလိရဲ့ပွဲကြီးပွဲကောင်းတစ်ပွဲကျွန်တော်လည်းတော်တော်လေးကိုစောင့်မျှော်နေတယ်ကျွန်တော်ချယ်ဆီနဲ့ United တို့ရဲ့ပွဲလေးကိုဒီနေ့မှာကျွန်တော်ပွဲကြိုသုံးသပ်ချက်လေးလုပ်ပေးမယ်ဒီနေ့တော့ကျွန်တော်တယောက်ချင်းစီလုပ်ပေးမှာမဟုတ်ဘူးကျွန်တော်နှစ်ညီကိုနှစ်ယောက်ဒါချယ်ဆီနဲ့ United ပွဲလေးကိုကျွန်တော်ရဲ့အမြင်လေးတွေကို ဒါပွဲကျူသုံးသက်ချက်လေးအနေနဲ့ဒါပြုလုပ်ပြီးသွားမှာဖြစ်ပါတယ်။ကျွန်တော်ကျွန်တော်ဒါဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါပွဲကျူသုံးသက်ချက်တင်မဟုတ်ဘဲနဲ့ကျွန်တော်တို့ဒါရှေ့မှာပြုလုပ်ပေးခဲ့တဲ့အတိုင်းပဲဒါဂျာစီလက်ဆောင်ပေးသွားမယ်ဒါအစီအစဉ်လေးလည်းရှိပါသေးတယ်။အဲ့တော့ဂျာစီလက်ဆောင်ဒါအစီအစဉ်လေးမှာပါဝင်ခြင်းနဲ့ပရိသတ်တွေကတော့ထုံးစံအတိုင်းပဲကျွန်တော်တို့ကျွန်တော်တို့ဒါ Telegram Channel လေးကိုအရင်ဆုံး join ထားရမယ်။ပြီးတော့အခုတင်ထားတဲ့ဒါ Facebook က post လေးကိုလည်း public နဲ့ဒါ share ထားပေးရမယ်။တတိယအချက်အနေနဲ့ဆိုရင်တော့ကျွန်တော်တို့ဒါ Telegram မှာအခုလိုမျိုးပဲဒါ Lucky Draw ပေးမယ့်အစီအစဉ်ပို့စလေးကိုဒါတင်ထားရတယ်။အဲ့ကဲ comment အောက်မှာကျွန်တော်ဒါပထမဆုံးကိုးစားသွင်းမယ့်အသင်းရဲ့ပွဲပြီးရ ရလက်လေးကိုခံမှန်းထားပြီးတော့အဲ့အဖြေနှစ်ခုကိုကျွန်တော် screen shot ရိုက်ပြီးတော့ Facebook ကပို့မှာအဲ့က screen shot လေးသွားပြီးတော့မှန်းလိုက်ရုံနဲ့ကျွန်တော်ဒီ jersey လက်ဆောင်ကိုဝေးပေးမဲ့အစီအစဉ်လေးမှာဒါပါဝင်ပြီးတော့ဖြစ်သွားပါပြီ ဲ့တော့ကျွန်တော်တို့ဒါလောက်ဆောင်မဲ့အချက်လေးတွေလည်းလွယ်လွယ်ကူကူလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဘလုံးချစ်တဲ့ဝါသနာရှင်ပြိသက်တိုင်းအကုန်လုံးဒါပါဝင်ပေးကြဖို့ဒါဖိတ်ခေါ်လိုက်ပါတယ်။ဂျာစီလက်ဆောင်ကိုမှကျွန်တော်ဒီပွဲချိုသုံးသက်ချက်ဗီဒီယိုမှမဟုတ်ဘူးကျွန်တော်ဒီ Chelsea နဲ့ United ပွဲကိုကျွန်တော်ဒါ watch long လွှင့်မှုရှိတယ်။အဲ့ဒါကိုလည်းကျွန်တော်၂ရောက်လုံးကျွန်တော်တစ်ခါလေးလွှင့်မှာအဲ့ဒီ live လွှင့်နေနေလည်းကျွန်တော်အင်ဂျီတွေမဲဖောက်ပေးသွားဖို့ရှိပါတယ်။ပြီးလို့ရှိရင်ကျွန်တော်ဒီဂျာစီကတော့နှစ်ထဲပေါ့ကျွန်တော် Chelsea fan က Chelsea ဂျာစီရမယ်။ Man fan ဆိုလို့ရှိရင် Man ဂျာစီရ။ Man ဂျာစီရမယ်ပေါ့။ကျွန်တော်ဒီဖပါလေး page မှာ Man နဲ့သူဆို ို့ရှိရင်တော့ဒါ United Jersey ရမယ်ကျွန်တော် Jobby မှာမှန်းတဲ့သူဆိုလို့ရှိရင်တော့ဒါကျွန်တော် Chelsea Jersey ကိုဒါလက်ဆောင်ရမှာပဲဖြစ်ပါတယ်အားကြောင့်မလို့ကျွန်တော်ပေးလေးတွေကိုဒါအခုပဲ Like and Follow လေးလုပ်ထားပြီးတော့စောင့်ကြည့်ပေးပါကျွန်တော်အများရန်အပတ်စဉ်အပတ်တိုင်းဒီလိုမျိုးဒါလက် Jersey လက်ဆောင်ပေးမဲ့အစီအစဉ်တွေရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့အများရန်စောင့်ကြည့်နေကြပါတယ်အဲဆိုတော့ကျွန်တော်ဒါပွဲကြိုသုံးသက်ချက်လေးနဲ့စလိုက်အောင် ဒီပွဲစဉ်ကတော့ကျွန်တော်တို့ဒါ Chelsea အသင်းအတွက်ကတော့တကယ်ကိုအရေးကြီးတဲ့ပွဲစဉ်တစ်ပွဲပဲเนาะ United အတွက်ကတော့တင်မတူနေမတူဖြစ်သွားခဲ့ပြီเนาะဒါပေမဲ့လည်း Amorin အနေနဲ့ကျွန်တော်တို့ဒါ Chelsea နဲ့ United ဆိုတာကအရင်ကတည်းကတည်းကကျွန်တော်တို့ဒါပြန်ဆိုင်မှုတွေပြင်းထန်ခဲ့တာဆိုတော့เนาะအနိုင်ရှုံးပေါ်ဖို့ကတော်တော်လေးခက်တယ်တည်ကြတဲ့ရလက်ကတော်တော်များတယ်ကျွန်တော်တို့ပထမအကြောင်းမှာတော့လည်း Chelsea နဲ့ Man U ကတည်ကြခဲ့ရပါတော့ United အိမ်ကွင်းမှာဒါ1-1ဆိုရရလက်နဲ့ပဲပြီးဆုံးခဲ့တယ်အဲ့တော့ဒီပွဲစဉ်မှာဆိုရင်ရော အဲ့ United အနေနဲ့ဒါ Chelsea ကိုနိုင်ယူသွားနိုင်မလားဒါမှမဟုတ် Chelsea ကပဲ United ကိုဒါပြန်ပြီးတော့အနိုင်ယူသွားနိုင်မလားဆိုတော့တော်တော်လေးတော့ အဲစိတ်လှုပ်ရှားဖို့ကောင်းတော်တော်လေးလက်ကြည့်နေပြီပြိတ္တတားအားလုံးကစောင့်မြော်နေကြရဲ့ပွဲစဉ်တွေပဲပေါ့ဟုတ်တယ်ဗျအားကြောင့်ဒီပွဲလေးကိုကြောတာပွဲချုပ်သုံးသက်ချက်လေးနဲ့ဒါစားလိုက်အောင်ပြင်းတော့ကျွန်တော်တို့ဒါကိုဇွေကနေစပြီးတော့ဒါချက်စီနဲ့ပတ်သက်တဲ့အကြောင်းအရာလေးအရင်ဆုံးစပြီးတော့ပြောပြပါအဲချက်စီကပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီပွဲကမဖြစ်မနေနိုင်ုံနိုင်မရမယ်ပွဲချက်စီအတွက်ပေါ့ချက်စီအသင်းကကျွန်ရှေ့မှာကျွန်နျူကာဆယ်ကိုတူးစီနဲ့ရှုံးသွားတယ်အဲ့ဒီရလက်ကြောင့်ပဲဒီပွဲကချက်စီအတွက်ပရက်ရှာပို့ပြီးတော့များလာပြီချက်စီကလက်ချက်နှစ်ပွဲရှိတယ်ကျွန်ယူနိုက်တက်နဲ့ပြီးလို့ရှိရင်နော်တင် နဲ့ဒါတပွဲရှိသေးတယ်အဲ့နှစ်ပွဲလုံးမှာ Chelsea ကလုံးဝအမားခံလို့မရတော့ဘူးဒီတက်ဆိုးတာက Chelsea တင်းရဲ့ ဒါ new garden နဲ့ပွဲမှာဒါ nicole jackson ရဲ့အမားကြောင့်ပဲကျုပ်ဒါရှုံးပွဲတွေ့ခဲ့ရတယ်ပြီးလို့ရှိရင် nicole jackson လည်းအနီကပ်ရပြီးတော့ကျုပ်ပွဲပယ်ခံလိုက်ရတယ်အားကြောင့်မလို့ဒီအခုလိုအရေးကြီးတဲ့ပွဲမှာ nicole jackson မပါဘူးဒါပေမဲ့ chelsea တင်းဘလို့ပွဲထွက်လာမလဲဆိုလို့ရှိရင်ကျုပ် nicole jackson หนีทัวร์เราจนเราอนีเนปูပြီးတော့တောင်းသဘောကြတယ်ဘာလို့ဆိုတော့ကျွန်တော်ဖန်တယောက်အနေနဲ့ကျွန်တော် line up မှာ Nicolas Jackson ကိုမကြိုက်ဘူးအခုဆိုလို့ရှိရင် Jackson မပါတော့ဘူးဆိုလို့ရှိရင် Tejabao Pedro Neto ကိုကျွန်တော်အနေနဲ့အထောင်တိုက်စစ်မှုထားမှာပဲ ချက်စီသင်းဒါပီလိုနာတိုအထောင်ထားမယ်ပြီးလို့ရှိရင်ဒီဘက်မှာဆန်ချုံနဲ့ဟိုဘက်မှာမာတူဂီဒါနံပါတ်10ရိုးမှာကိုပါမာနဲ့ဒါအိုက်ဆစ်အစုအဖွဲ့ကဒီလိုပုံစံမျိုးလေးဖြစ်သွားမယ်ဒီကွာလိုက်ဂျက်ဆန်တက်ဆာလို့ရှိရင်တော့တေချာပေါက်ဒီတိုက်ဆစ်ကချက်စီအသင်းအတွက်အလုတ်ဖြစ်လိမ့်မယ်လို့တော့ကျော်ထင်တယ်ကိုယ့်နယ်ပိုင်းကတော့ trade two ပြောင်းလဲမှာမဟုတ်ဘူးဒါလာဗီယာနဲ့အန်ဆိုဖာနန်ဒက်နောက်တန်းပိုင်းမှာဆိုလို့ရှိရင်လည်းကိုင်စီတို့ကိုစိုက်ဘက်ထုတ်ထားပြီးတော့အဲ့ပုံစံတိုင်းမျိုးပဲချက်စီကလာလိမ့်မယ်ဒါ ကျွန်တော်ကပထမဆုံးအမြင်ကချယ်ဆီလူစင်းအမြင်လေးကိုဒီလိုလေးမြင်တာတော့ကျွန်တော်အနေနဲ့ဒီပွဲမှာချယ်ဆီအသင်းကောင်းကောင်းအလုတ်လုတ်ပြလိုင်လိမ့်မယ်လို့တော့ကျွန်တော်ထင်ပါတယ်ဒီပွဲမှာတော့ဟုတ်ကဲ့ကျွန်တော်ဒါ United အသင်းနဲ့ပတ်သက်ပြီးတော့ဒါပြောပြရမယ်ဆိုရင်တော့ဒီပွဲချင်းမှာအဲကျွန်တော်ဒါရှိရခစားခဲ့တဲ့ဒီ1နဲ့ပွဲချင်းမှာပေါ့နော်လင်းနီယူရိုကတော့ injury ဖြစ်ခဲ့တယ်ဆိုတော့လင်းနီယူရိုရဲ့ injury ကတော့တအားကြီးတော့မပြင်းထန်ဘူးဆိုပြီးတော့ကျွန်တော် ီ Ruben Amorim ကတော့ပြောထားရဆိုပေမဲ့ဒီပွဲစဉ်မှာပါဝင်လာနိုင်ဖို့ဆိုတာတော့အလောက်ကြီးတော့မလွယ်ဘူး။ဒါပေမဲ့ United ရဲ့တက်ရှိဘိုင်းရတယ်ဗျာဒီရသည်မှာ Twin Go ကလည်းကျွန်တော်တို့လောက်လောက်ငါးငါးကြီးရှိထားတဲ့အခြေအနေလည်းမဟုတ်ဘူး။ဟုတ်တယ်။ကျွန်တော်ဒီရသည်မှာပြရစီရဆိုလို့ United နဲ့အခုလည်းရှိ Europa League မှာ final ထိရောက်သွားတယ်ပေါ့နော်။အဲ့ဒါတကူပဲကျွန်တော်တို့မှာထုတ်ပြစီရရှိတယ်။ Chelsea ရဲ့တက်ရှိကလည်းခုနကကိုယ်ဆွဲပြောလို့ပဲဒါ Nicolas Jackson မပါတာပဲတော်တော်လေးကန်ကောင်းတယ်လို့ပြောတာပေါ့နော်။ကန်ကောင်းတယ်လို့ပြောရမှာ။အဲ့တော့ဒီပွဲစဉ်မှာဆိုရင် United အနေနဲ့ဆိုရင်လည်းဒါ Chelsea ရဲ့ အိမ်ခွင်းမှာဒါနိုင်မှုဆိုတာတော်တော်လေးတော့ခက်ခဲပါတယ်ဒါပေမဲ့ United အနေနဲ့ဒါအဝေးခွင်းပုံစံတွေကပိုပြီးတော့ကောင်းတယ်ပေါ့နော်ဒါပြီးတော့ဒီပွဲစဉ်က Premier League ပွဲစဉ်လည်းဖြစ်နေဆို Ruben Amorim အနေနဲ့ရုပ်ဒါရှေ့မိုင်လည်းပြောတာဗျာ Premier League ပွဲစဉ်တွေကဒီရဒီမှာဟိုနိုင်သွားလဲအစင်းကဒီရလည်းထက်တက်မဲ့အခြေအနေကလည်းမရှိတော့ဘူးဆိုတော့တို့အနေနဲ့ဒါဖြစ်တယ်လို့အနည်းဆုံးဒါတေးလောက်ပဲထိန်းပြီးတော့ကံမယ်လို့ပဲကျွန်တော်တော့ထင်တယ်အဲဒီဘက်ပြောမှဆိုရင်ကျွန်တော် Chelsea နဲ့ United နဲ့တွေ့လို့ရှိရင်အများတန်းကျွန်တော် Chelsea ရဲ့ ဖြတ်မြင်အသိန်းလို့လည်းပြောလို့ရတယ်ကျုပ်မန်ယူဘလောက်ပဲဆိုးဆိုးသူတို့ပုံစံဘလောက်ပဲဆိုးဆိုးအရေးကြီးတဲ့ပွဲစဉ်တွေကြာလို့ရှိရင်ကျုပ်မထင်မှတ်ထားတဲ့အခြေအနေမှာလောက်တတ်တယ်မန်ယူကအဲ့တခုတော့ကျုပ်အမြဲတမ်း တတိယရှေ့မှာဆိုလုံးသွားဆိုလို့ရှိရင်လည်းမနေ့ကရာဒီကျုပ်တော်တော်လေးအခြေအနေဆိုးတယ်ဒါပေမဲ့ FA Cup Final မှာကျုပ် Man City ကိုလုံးဝနိုင်သွားတာဆို FA Cup Final ဆိုမှဗျအဲပွဲစဉ်ကတကယ်ကိုကြည့်လို့ကောင်းတယ်ပွဲစဉ်ဘယ်သူမှမထင်ထားတဲ့အခြေအနေဗျ Man City ကအဲလက်ရှိ Champion ဖြစ်သွားတယ်အဲဒီမှာဟုတ်တယ် Premier League Champion အသင်းကိုကျွန်တော်တို့ United အနေနဲ့ FA Cup မှာပြန်ပြီးတော့တွေ့တဲ့အနေထားမှာနောက်ပြီးတော့ Premier League မှာတွေ့တဲ့အကြော်လုံးကလည်းတပွဲမှနိုင်တာမရှိဘူးဗျ FA Cup ပွဲစဉ်မှာပဲဒါ Man City ကိုအနိုင်ပြီးတော့ဒီ flaw ကိုသိမ်းနိုင်ခဲ့ရဆိုအဲ အခြေအနေတော့ကလေတကယ်ကိုမဖြစ်နိုင်တာလေလုံးပြရပြဟိုဘယ်လိုပြောရမလဲ United ကတကယ်ကိုဂျင်းနေကြတဲ့အခက်အခဲဖြစ်နေတဲ့အချိန်ဆိုရင်လုံးပြတတ်တဲ့အတင်းတင်းအတင်းတိုင်း ဒါဟိုတနေ့တော့အဲ့အဲ့နေ့တော့ဆိုရင်လေ Chelsea ကတကယ်တမ်းဆိုရင် Champions League ဝင်ဝင်ရသွားမဲ့အခြေအနေကို United က FA ကရပြီးတော့ Champions League ဝင်ရသွားပါတော့အဲ့တော့အခုလက်ရှိအခြေအနေမှာလည်း Chelsea က Champions League ဝင်ဝင်ရဖို့အတွက်ဒါစူးစမ်းနေတဲ့အခြေအနေမှာ United က Chelsea အတင်းအတွက်ကြောင့်ဒါ United ကဒါဖြတ်မြင့်အတင်းအတင်းလဲဒါဖြစ်သွားနိုင်တယ်ပေါ့နော်ဒီပွဲစဉ်မှာ United ကို Chelsea အနေနဲ့တေးကြသွားမယ်ဆိုရင်တေးကြပေါ့ Champions League ဝင်ဝင်ရဖို့ကလုံးဝမဖြစ်နိုင်တော့ဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးအနေထားဆိုတော့ Chelsea အတင်းအတွက်ကလည်း pressure တော်တော်များတယ်ဒီပွဲကဒါပေမဲ့ Chelsea အတင်းမဖြစ်မနေနိုင်မှုကလည်းလိုအပ်တယ်ဒါပေမဲ့ Man U ကိုကြည့်မယ်ဆိုလို့ ို့ရှိရင်လည်း United ကရုပ် ဒီပွဲကသူတို့အတွက်အရင်ကြီးအရေးမကြီးဘူးကဒီပွဲကသူတို့ရှိတဲ့လူချင်းနဲ့ကစားလိုက်လို့လည်းရတယ်သူတို့အဓိကအန်ဆိုင်တာကကျော် Europa League Final Europa League Final ကလည်းတခြားဥရောပပွဲစဉ်တွေထက်အစောဆုံးကံရမှာကျော် Milan 22ရက်နေ့မှာကံရမှာအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့တေချာပေါ့ဒီပွဲတော့လူကုန်ထုတ်လာမှာမဟုတ်ဘူး United ဘာလို့ဆိုတော့ရက်ကနီးတယ်ဗျာ18ရက်နေ့22ရက်နေ့ဆိုတာဂျားထဲမှာပွဲမရှိတော့ဘူးသူတို့အဲ့ပွဲအတွက်ကိုတေချာပေါ့အာယုံစိုက်မယ်ဆိုလို့ရှိရင် Chelsea နဲ့ပွဲကိုသူတို့100%မှာကျော်80%လောက်ပဲသူတို့ဒါပွဲထွက်လာ ိမ့်မယ်ဗျာဒါပေမဲ့တကူတော့ပြောလို့ရတယ်ဗျာဘာလို့ဆိုတော့ဒီ1နဲ့ပွဲစဉ်တော့ဆိုရင်လည်းပွဲဒီပွဲစဉ်မတိုင်ခင်ပေါ့နော်ဒါလူစင်းတွေပါတယ်အကုန်မထုတ်ဘူးလို့ဒါပြောခဲ့ပေမဲ့လည်းဒီ1နဲ့ပွဲစဉ်မှာတော့မှပဲကစားသမားအပြောင်းနဲ့လုတ်ခဲ့တာဆိုလို့ဒီဘန်ဒါတယောက်လောက်ပဲကိုသမားအပြောင်းနဲ့လုတ်ခဲ့ပေါ့နော်ကျန်တဲ့ကစားသမားတော်တော်များများအကုန်လုံးဒါ line နဲ့အစုံတုံးသွားတယ်လို့ပြောလို့ရတယ်ဒါပေမဲ့လည်းအပွဲစဉ်မှာကစားခဲ့တဲ့အနေထားရကြည့်မယ်ဆိုရင်ကစားသမားအနေနဲ့ဆိုရင်လည်း တော်တော်လေးကိုစိတ်ပြက်လိပြက်နဲ့မကစားခြင်းမဲ့ကစားနေရတဲ့ပုံစံတွေမြင်ခဲ့ရတယ်ပေါ့နော်။ဒါပေမဲ့ဒီပွဲစဉ်ကတော့အဲ့လိုမျိုးဖြစ်မယ်လို့တော့မထင်ဘူး။ဒါဆိုရူဘင်အာမိုရင်းအနေနဲ့ဆိုရင်လည်းဒီယာပေါက်ဒီပွဲစဉ်မှာအနည်းဆုံးတော့ဟိုမရှုံးအောင်တော့ကစားရမယ်။တည်လောက်တော့ထိန်းကန်သွားလိမ့်မယ်။ဒါပေမဲ့ဟိုကန်ကောင်းရဲ့နိုင်တော်နိုင်သွားမယ့်အခြေအနေရှိတယ်။ဘာလို့လဲဆိုတော့ United တိုက်စစ်ပိုင်းကိုကျွန်တော်ကမယုံလို့ပြောတာ။ဘာလို့လဲဆိုတော့ United တိုက်စစ်က White Line တို့ဘာလို့ကအဲ့လောက်ကြီးရေရဲထဲမှာမပါဘူးဗျာ။ကိုသွင်းမယ်ဆိုရင်ကျွန်တော်တို့ဒီ Winback တွေဖြစ်တဲ့ Gala Chu တို့ Amad Diya တို့ဒီကစားသမားတွေပဲတက်ပြီးတော့သွင်းနေရတဲ့အခြေအနေဆိုတော့အဲဒီပွဲစဉ်မှာ United နိုင်သွားခဲ့ရဲ့ကျွန်တော်မှပဲ။ ဒီအမတ်ဒုခနာချိုတို့ဒါဘလူးနိုဖော်နယ်တက်တို့ဒီကစားသမားတွေတွင်းပြီးပဲဒီပွဲစဉ်မှာနိုင်သွားလိမ့်မယ်လို့ထင်တယ်။အဲဒီကစားသမားတွေဆိုလို့လေအဲဒီကစားသမားတွေ line up ဘာဂျင်မာပါလိမ့်မယ်။ဘာလို့ဆိုတော့ဒုတိယပိုင်းဝင်အမတ်ဒုမစ်ဆင်မောင်းတို့ကအဓိကအခုလက်ရှိမှာအားကိုးနေရတော့ဖာနန်တက်ကတော့ပါကောင်းပါနိုင်တယ်ဗျာ။ကွင်းလဲမှာသူမပါလို့ရှိရင်ကအမြဲတမ်းဖြိုပြဲဖြစ်နေရဆိုဖာနန်တက်ကတော့ပါတော့တယ်။ဒါပေမဲ့အမတ်ဒုဒီမစ်ဆင်မောင်းတို့ injury ဖြစ်တတ်တဲ့ကစားသမားတွေကြတော့သူတို့ line up ထဲ risk ယူပြီးတော့ထဲချင်မှလည်းထဲလိမ့်မယ်ထဲကောင်းလည်းထဲနိုင်တယ်ပေါ့ဒါကြောင့်ဒါ line up ထွက်တော့မှပဲတေချာကြည့်ရမယ်ဒါမဲ့ဒီပွဲကတော့တေချာပေါ့ကြည့်လို့ကောင်းပါပါကျွန်တော်တရားဒီလုံးစောင့်နေတဲ့ပွဲစဉ်ဟိုမှအခုဒီပွဲကလည်းအရေးကြီးတဲ့ပွဲစဉ်ပဲဖြစ်သွားကြတာတော့ကြာတာဆိုတော့လေပို့ပြီးတော့ကြည့်လို့ကောင်းပါပေါ့ငိုတဲ့ဒီနှစ်သင်းတွေးလို့ရှိရင်အမြဲတမ်းမြန်မြန်ဆန်ဆန်နဲ့ကြည့်ရတယ်ကျော်အငင်းကုန်နေနဲ့အမြဲတမ်းကြည့်ရတယ် main fan ဆိုလို့ရှိရင်လည်း main fan ညင်းတယ်ကျော် chelsea fan ဆိုလို့ရှိရင်လည်းကျော် chelsea ဘက်ကညင်းတယ်အမြဲတမ်းညင်းနေရတဲ့ပွဲကိုမှတကယ် chelsea အတွက် ဆိုလို့ရှိရင်အဆုံးဖြတ်ပွဲဖြစ်သွားနိုင်တာဖြစ်တဲ့အကြောင်းမလို့ဒီပွဲကတော့ကျော်ပို့ပြီးတော့ထင်သားတာထက်ကိုပို့ကြည့်ကောင်းမှာကတော့အသေးကြပါပဲအဲ့တော့ဒီပွဲစဉ်မှာကျွန်တော်တို့က United နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့က line နဲ့လေးတစ်ချက်လောက်ဒါပြောပြောပြပေးပြမယ်ပေါ့နော်ဒါခံမဲ့ line နဲ့ပေါ့နော်ကျွန်တော်အထင်ပြောတာပေါ့ဟိုတိုက်ရှိပိုင်းမှာဆိုရင်တော့ကျွန်တော်တို့ United မှာကရွေးချယ်စာမယူပြတိုက်ရှိက white line တရားပဲကျွန်တော် Zezia injury ဖြစ်နေဆို white line နဲ့ပဲပို့ထလာလို့ရှိတယ်အဲ့နေရာနံပါတ်တန်းနေရာမှာကြည့်မယ်ဆိုရင်ကျွန်တော်တို့ဟိုဂါနာချိုနဲ့ဒါမီဇင်မောင်းနဲ့တွဲပေးဖို့များတယ်ဘာလို့လဲဆိုတော့ ဘလူးနိုဖာနန်ဒက်ကကွင်းလဲကိုဖြည့်ကစားပြီးတော့နောက်တစ်ခုရှိတာကကက်စမဲရိုဥကာရီဘလူးနိုဖာနန်ဒက်ရဲ့ဒီကွင်းလဲတွဲလုံးကအာမိုရင်တိဆောက်နေကြရပြီ။သူရောက်ခဲ့တဲ့အချိန်မှာဒီကွင်းလဲကိုအဓိကအထိုင်ချပြီးတော့ကစားဖို့အတွက်အဲ့တော့အခုလက်ရှိမှာကကွင်းလဲကတော်တော်လေးတည်ငြိမ်လာတယ်လို့ပြောလို့ရတယ်။ဥကာရီနဲ့ကက်စမဲရိုတွဲလုံးကတော်တော်လေးကောင်းလာပြီဆိုတော့ဒီနေ့ကကိုဒါ first line နဲ့တော့ပေးဖို့များလောက်တယ်။ဘာလို့ဒီလိုမျိုးချက်စီးနဲ့တွေးတဲ့ဒါပွဲစဉ်ပွဲကောင်းကြီးဆိုတော့ဒါပြိတ္တတားလည်းအားလုံးကစောင့်ကြည့်ကြပါမယ်ဒီပွဲစဉ်မှာ။အဲ့တော့ကြောင့်မလို့ဒီပွဲစဉ်မှာကျွန်တော်ကတော့ခုနကကိုယ်စွဲပြောလို့ပေါ့ဒီ ယူပါလီဖိုင်နေ22ရက်နေ့ကစားမှမှန်တယ်ဒါပေမဲ့လူဆောင်တော့တုံးသွားတော့တယ်လို့ထင်တယ်ဒီပွဲမှာပေါ့နော်အဲ့တော့ကိုစွဲအနေနဲ့ကျွန်တော်တို့ဒါဒီပွဲစဉ်မှာပေါ့နော်ဒါ ဘယ်တင်းကနိုင်သွားမယ်လို့ထင်တယ်ဒါမှမဟုတ်ချက်စီးအနေနဲ့ကျွန်တော် United ကိုနိုင်မယ်လို့ထင်တာချက်စီးဖန်တယောက်အနေနဲ့ပေါ့နော်ချက်စီးဖန်တယောက်အနေနဲ့မဟုတ်တာမန်တယောက်လူတယောက်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီနေ့ပွဲကတေချာပေါက်မန်ယူထပ်ပို့ပြီးတော့ချက်စီးတင်းကအားဆိုင်မှာပဲရမှာ United ကဒီပွဲရှုံရှုံနိုင်နိုင်လုံးဝပြဿနာမရှိဘူးသူတို့အောက်ဆင်းမှုလည်းမရှိသူတို့တတ်ဖို့လည်းမရှိတော့အဲ့လိုမျိုးဖြစ်တဲ့ကြောင့်မလို့ချက်စီးကဒီပွဲမှာကြော့100%အားကုန်ထုတ်ပြီးတော့ သူတို့ကစားမရမယ်ဒီပွဲနိုင်သွားတယ်ဆိုလို့ရှိရင်တော့သူတို့အစိတ်အေးလို့မရသေးဘူးနောက်ပွဲ Nottingham Forest နဲ့ရှိသေးတယ်ကျော်တေချာပေါက်ကတော့ Chelsea တင်ဒီအာကုံထုတ်ကတ်မယ်ဒီပွဲမှာသူတို့အနေနဲ့အနိုင်၃မှတ်ရမှာပဲနောက်ထပ်မျှော်လင့်ချက်ဆိုတာသူတို့အတွက်ရှိမှာဖြစ်တဲ့ကြောင့်မလို့ဒီပွဲကိုတော့ Chelsea တင်ကျော်တေချာပေါက်အနိုင်ကစားလိမ့်မယ်လို့တော့ထင်တယ်ကျော် Chelsea fan မဟုတ်လို့လည်းပြောတာမဟုတ်ဘူးဒါပေမဲ့တေချာတည်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ Jordan တွေးမယ်ဆိုလို့ရှိရင်တော့ဒီတိုင်းတွေးကြည့်မယ်ဆိုလို့ရှိရင်ကျော် Chelsea အသင်းကပဲဒီပွဲက ဥဆောင်သွားလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်ကျွန်တော်စိုးရင်တည်းကခုရှိသေးတာပါ Chelsea တော်စိုးရင်တာပါဘာလို့ဆိုတော့အခုနောက်ဆုံးကျွန်တော်တို့ဒါရှင်မြန်ကစားခဲ့တဲ့ United ရဲ့ဒီ Premier League ဒါ၃ပွဲကိုကြည့်မယ်ဆိုရင်ဗျာ one hand နဲ့လည်းရှုံးထားတယ်ရှိရတာ Brentford နဲ့လည်းရှုံးတယ်ဘုံမောင်းနဲ့တည်ရကြတယ်အဲ့တော့ United ကဒီပွဲစဉ်ကြီးမှာပဲ Chelsea ကိုကောက်နိုင်သွားခဲ့မယ်ဆိုရင်တော့ Chelsea အသင်းတော်ကတော့ဒါအိမ်မဲဆိုးတစ်ခုလိုဖြစ်သွားတယ်ဘာလို့ဆိုတော့ Chelsea အသင်းဒီပွဲစဉ်မှာရှုံးသွားမယ်ဆိုရင် Chelsea လုံးဝတေချာပေါက်ဒီရာဒီမှာဘာဒါမျောလေးချက်မှာမရှိတော့ဘူးဗျာ Champions League ဝင်လည်းမရဘူးအခု ဒါ conference league မှာကြည့်မယ်ဆိုရင်လည်း conference league မှာကကျွန်တော် rehabilitation နဲ့ကမ်းပါလို့ Chelsea တင်းမလွှဲပြအောင် rehabilitation မှာလည်းခက်ခဲအောင်ပါပဲ Premier League မှာဆိုရင်လည်းအခုလည်း Champions League ဝင်ဝင်ရဖို့ကတော်တော်လေးရုန်းကန်နေရတဲ့အနေအထားဆိုတော့ Mariska အတွက်ကလည်းဒီပွဲစဉ်ကတေချာပေါ့ဟိုဒါနောက်ဆုံးအခွင့်အရေးတစ်ခုလို့ဖြစ်နေတာပေါ့ဗျာဟုတ်တယ်ဟုတ်တယ်ဒီပွဲစဉ်နိုင်မှဒါ Chelsea အတွက်နောက်ထပ်အကြောင်းရာ Champions League ဝင်ဝင်ဆိုတာကမျောလင်းလို့ရအောင်ပါပေါ့နော် Nottingham Forest နဲ့ပွဲစဉ်လည်းမတီးကြပြန်ဘူး Nottingham Forest ကဒီရာဒီမှာတော်တော်လေးကောင်းတာဟုတ်တယ်ဒါပေမဲ့သူတို့ဒီရှေ့ပွဲက Leicester တေးကြသွားတာတော့သူတို့အတွက်ကတော်တော်လေး စကန်ဆိုးသွားလို့ချက်စီးအတင်းတော့ကတော့ကန်ကောင်းကောင်းသွားတာပေါ့နော်။ဘာလို့လဲဆိုတော့ Nottingham Forest က Leicester City ကိုနိုင်မယ်လို့တောင်တင်တာ။အဲ့ပွဲစဉ်ကတော်တော်လေးအပြန်အလှန်တွင်းသွားပြီ။ Leicester City ကလည်းသူတို့ဟိုဘလို့ပဲဖြစ်နေနေပြီ။အတိတ်ကမှဂိုးတွေပါလိုက်သွင်းနေဆိုတော့ Nottingham Forest တော်တော်လေးတိုင်ပါ Leicester Rain အလုတ်လုတ်ပေးသွားပါချက်စီးတော့။ကဲအားဆိုလို့ရှိရင်ဒါကျွန်တော်ပြောပြပေးသွားရလဲချက်လက်လေးတော်တော်ဆုံသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်ရဲ့ပွဲကျုပ်သုံးသပ်ချက်လေးကိုဒီမှာပဲညှိနှိုင်းကြပါမယ်။ ပရိသတ်ကြီးရဲ့အမြင်မှာဆိုလို့ရှိရင်ရောကျွန်တော်ချယ်ဆီနဲ့ United တို့ရဲ့ပွဲလေးမှာဘယ်အသင်းကဒါအသာရသွားလိမ့်မယ်လို့ထင်လဲချယ်ဆီတို့နိုင်သွားမလားဒါမှမဟုတ် United တို့အဝေးကွင်းမှာပဲဒါအသာစီရယူသွားနိုင်မလားပရိသတ်တို့အမြင်ကိုလည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါတယ်ဒါအဆုံးထိဝင်ရောက်ကြည့်ပြကြရဲပရိသတ်တယောက်ရှင်နိုင်ကိုထူးပဲကြည့်တင်ရှိပါတယ် ချက်သီးသင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးပေါ်လုံးအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ page လေးကို like and follow လေးလုပ်ထားပေးကြပါဦးကျွန်တော် page မှာ lucky draw အစီအစဉ်လေးဒါဂျာစီလက်ဆောင်ပေးမယ့်အစီအစဉ်တွေလည်းအပတ်စဉ်အပတ်တိုင်းပြုလုပ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့အမြဲတမ်းစောင့်ကြည့်ပေးကြဖို့တောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကိုယ်စေပါ